မင်္ဂလာပါရှင်။ဗမာခေတ်သတင်းဌာနမှပြန်လည်ကြိုဆိုလိုက်ပါရရှင်။အခုချိန်မှာစာရင်းနောက်ဆုံးရသတင်းများကိုဆက်လက်စီရင်ခံတင်ဆက်ပေးပါမယ်ရှင်။ပထမဆုံးသတင်းအနေနဲ့ကလေးမြို့တောင်ပိုင်းရှိစစ်တပ်နဲ့ပြူစောတိစခန်းငါကိုတိုက်ခိုက်သိမ်းပိုင်မှုတွင်စစ်သားအလောင်း90ကျော်နဲ့လက်နက်ခဲယံအများအပြားသိမ်းပိုင်ရရှိဆိုတဲ့သတင်းပဲဖြစ်ပါရရှင်။ စကိုင်းနိုင်ကလေးမြို့တောင်ပိုင်းရှိစစ်နှင့်ပြူစောတိစခန်းငါကိုတိမ်ပိုင်မှုတွင်အကျန်းဘက်စစ်သားအလောင်း90ကျော်နှင့်လက်နက်ခဲရဲအများပြတိမ်ပိုင်ရရှိခဲ့ကြောင်း CDF KKG ဥက္ကဋ္ဌဆလိုင်းစာဘွေထောင်က CDF KKG မေဂျာအရေရှင်းနှင့်ပတ်သက်သည့်တရင်စာရှင်းလင်းပွဲတွင်ရန်ကုန်ခေတ်သစ်တရင်ဌာနထံသို့ပြောကြားသည်ရှင်နေဧပြီလ22ရက်နေ့တွင် CDF KKG Major Operation နှင့်ဆက်စပ်သည့်တရင်စာရှင်လင်းပွဲကို CNF CAN CDF KKG တို့ကပူးပေါင်းရင်ကျင်းပသည် ကမ်းမနီစကန်မှာအလောင်းတွေးခဲ့တာက15လောင်းရှိပါတယ်။ပြီးတော့မှန်တော်နဲ့အောင်သာရမှာဆိုရင်15လောင်းတွေးခဲ့ပါတယ်။နောက်ဆုံးကြံသာမှာဆိုရင်15လောင်းကျော်စုစုပေါင်းရန်တို့အလောင်းကိုတော့ကျွန်တော်တို့အနေနဲ့တွေးတာဆိုရင်60ကျော်ရှိတယ်ဟု CDF KKJ ဥက္ကဋ္ဌဆလိုင်းစာပွေထောင်းကရန်ကုန်ခေတ်တဲ့တရင်ဌာနထံသို့ပြောကြားသည်အကြမ်းဖက်ဆက်တဲ့ဒီကလီမြို့တောင်ပိုင်းရှိတိုက်ပွဲများအတွက်လေးကြောင်းဖြင့်ဘုံကျဲတိုက်ခိုက်မှုအချိန်တထောင်ကျော်လှုပ်ဆောင်ခဲ့ပြီးပြည်သူ15ဦးနဲ့40ကျော်ဒဏ်ရာရရှိခဲ့ကြောင်းသိရှိရသည်။ CDF KKG Major Operation နဲ့မဟာမိတ်စစ်နှက်ဖွဲ့ပူးပေါင်းလှုပ်ဆောင်နေခြင်းဖြစ်ပြီးအတူတကွပူးပေါင်းရေးစစ်ဆင်ရေးများလည်းလှုပ်ဆောင်သွားပြီဖြစ်ကြောင်း2025ခုနှစ်ချင်းမီနေရင်းစစ်ကောင်စီကင်းစင်ရေးမှန်းချက်ချထားပြီးပြင်ဆင်မှုများလည်းလှုပ်ဆောင်နေကြောင်း CND CAN ပြောရေးဆိုခွင့်ရှိသူစလိုင်းထန်နေကသတင်းစာရှင်းလင်းပွဲတွင်ပြောဆိုသည် ထို့ပြင်ဒေါ်လင်ရင်တက်များအနေဖြင့်လေကြောင်းတိုက်ခိုက်မှုများရှမ်းမှာကာဝေးရန်တာဝန်ရှိကြောင်းလေကြောင်းရန်တရင်လက်ဦးမှုရရှိရန်လှူဆောင်နေကြောင်းလေရင်များသည့်မြေပြတ်မှလာသည့်ဖြစ်၍တရင်လက်ဦးမှုရရှိရေးအတွက်ပူးပေါင်းဆောင်ရွက်ရန်လိုကြောင်း CNDCN ပြောရေးဆိုခွင့်ရှိသူစလိုင်းထန်နေကတရင်စာရှင်းလင်းပွဲတွင်ပြောကြားသည်ထို့သောအကြံပတ်စတိတ်လေကြောင်းတိုက်ခိုက်မှုများကိုကာဝေးရန်ပြင်ဆင်ထားသည်များရှိပြီးပြည်သူများအတွက်လေကြောင်းရန်ကာဝေးရန်အတွက်အသည့်ပညာပေး training ပေးသည့် mobile team များလည်းထားရှိထားကြောင်း CDF KKG ဥက္ကဋ္ဌကရန်ကုန်ခေတ်သတင်းဌာနသို့ပြောကြားသည်ဆလဘေးပြည်သူစဲချီတိတ်ဆုံးခဲ့တဲ့တပိတ်ချင်းမြို့နယ်လိတ်ကျနဲ့ရေထွက်ချေရအပဝင်းချေရသုံးခုကိုစစ်တပ်ကလေးချောင်းပြင်ထက်မှန်ပုံကျဲတဲ့ဖြင့်ပြည်သူနှုတ်ဦးတန်ရန်ရာဆွဲတဲ့ရင်ကိုတင်ဆက်ပေးပါမယ်ရှင်။ပြည်သူစဲချီတိတ်ဆုံးခဲ့သောမန္တလေးတိုင်းတပိတ်ချင်းမြို့နယ်လိတ်ကျချေရရေထွက်ချေရအပဝင်းချေရသုံးရာကိုစစ်တပ်က လေကြောင်းဖြင့်ပုံကျဲတိုက်ခိုက်ရာပြည်သူနှုတ်ဦးထိခိုက်ဒဏ်ရာရှိခဲ့ကြောင်းပြည်ဦးလင်ခရိုင်ပြည်သူ့ကော်ရီအဖွဲ့မှတောင်းရှိသူတို့ကရှန်ကုန်ခေတ်တဲ့တွင်ဌာနထံသို့ပြောကြားသည်။ရှမန်နေဧပြီလ20ရက်နေ့မွန်လဲတနားရီ45မိနစ်ချင်းတပိတ်ချင်းမြို့နယ်ညောင်မင်းသာရွာအစံဘက်ဆက်ကောင်စီတပ်ကလေကြောင်းဖြင့်တစ်ကြိမ်ပုံကျဲတိုက်ခိုက်ခဲ့ရာပြည်သူနှုတ်ဦးထိခိုက်ဒဏ်ရာရှိခဲ့ပြီးအသက်အန္တရာယ်မဆိုးရင်ရကြောင်းသိရသည်။ထို့ပြင်ဧပြီလ20ရက်မွန်လဲတနားရီ40မိနစ်ကလည်းတပိတ်ချင်းမြို့နယ်လိပ်ကျကျေးရွာရှိ Pro9KTV အနောက် ိုးနေရကိုအကြမ်းတ်စစ်တပ်စက်ကောင်စီကလေးချောင်းဖြင့်ပုံသီးတလုံးကျဲချတိုက်ခိုက်ခဲ့ရာပြည်သူထိခိုက်မှုမရှိကြောင်းသိရသည်အလာဒူအီရလာ20ရက်နေ့မွန်လယ်တနားရီ45မိနစ်တွင်တပိတ်ချင်းမြို့နယ်ရေထွက်ကျေးရွာကိုအကြမ်းမဆက်ကောင်စီတပ်ကလေကြောင်းဖြင့်ပုံသီးတလုံးထက်မှန်ကျေးချတိုက်ခိုက်ခဲ့ရာပြည်သူထိခိုက်မှုမရှိကြောင်းသိရသည် တပိတ်ချင်းမြို့နယ်ညောင်မင်းသားရွာကိုလေကြောင်းကနေတိုက်ခိုက်မှုတစ်ကြိမ်လုပ်ခဲ့တာပြည်သူနှအိုးထိခိုက်ဒဏ်ရာရတဲ့အသက်အန္တရာယ်မဆိုးရင်ရပါဘူးပြီးတော့လူအသေးပြောက်များခဲ့တဲ့လေကြအရေထွက်ကြေးရွာတွေကိုလည်းထပ်မံပုံကျဲချခဲ့တာပြည်သူအထိခိုက်တော့မရှိပါဘူးဟုပြည်ဦးလင်ခရိုင်ပြည်သူ့ကော်မတီအဖွဲ့မှတောင်းရှိသူအရန်ကုန်ခေတ်တဲ့တရင်ဌာနထံသို့ပြောကြားသည် အဆိုပါဇေးရွာ၃ရွာကိုအကြမ်းဖက်ဆက်ကောင်စီတပ်ကပြင်းမထားကလေကြောင်းတိုက်ခိုက်မှုအကြိမ်ကြိမ်ပြုလုပ်နေပြီးမိဘပြည်သူများအနေဖြင့်လေကြောင်းအန္တရာယ်ကာဝယ်နိုင်ရေးအတွက်ဘုံကိုကျင်းများတူထားကြရနေလေကြောင်းရန်ကာဝရေးနီလန်းများကိုလိုင်းနာပေးကြပါရန်တိုက်တွန်းမြတ်တာရခန့်ထားသည်ဧပြီလ၁၈ရက်နေ့နနက်၁၀နာရီရှင်မင်းချင်းတပိတ်ချင်းမြို့နယ်လေကြောင်းကြီးရွာကိုအစံဖက်စစ်ကောင်စီ၏မိတိလာရှမ်းနယ်လေတပ်ကတက်လာသော Jet Fighter ဖြင့်ပေါင်300ဘုံတလုံးကျဲချတိုက်ခိုက်ခဲ့ရာ အပြင်းမဲ့ရက်သားပြည်သူ73တေဆုံးပြီး3ဒဏ်ရာရရှိကနေအဆောက်အအုံများလည်းထိခိုက်ပျက်စီးခဲ့သည်။အလားတူဧပြီလ19ရက်မွန်းလယ်တနင်္ဂနွေမိနစ်ကလည်းတပိတ်ချင်းမြို့နယ်ရေထွက်ကြေးရွာကိုအကြမ်းဖက်စစ်ကောင်စီမိထီလာလေးတပ်မှတက်လာသောဂျက်ဖိုက်တာတစ်စီးဖြင့်ပေါင်200ဘုံသီးနှလုံးကျဲချတိုက်ခိုက်ခဲ့ရာကလင်းငယ်များအပါအဝင်ပြည်သူ24ဦးသေဆုံးပြီး30ဦးဒဏ်ရာရရှိခဲ့ကနေ25လုံးမီလောက်ပျက်စီးခဲ့ကြောင်းသိရှိရသည်။ ယခုဆက်လက်တင်ဆက်ပေးမယ့်တဲ့အကြောင်းအရာကတော့ညောင်ဦးရင်စက်ကောင်စီခန့်အုပ်ချုပ်ရေးမှူးများနဲ့စစ်တပ်အတွက်အလုံးလုံးပေးနေသူငါးဦးပြစ်ခတ်ခံရပြီးတေဆုံဆွေးနွေးတဲ့မယ့်ဖြစ်ပါတယ်။ မန္တလေးတိုင်းညောင်မြို့နယ်ရင်းစစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးများနဲ့စစ်တပ်အတွက်အလုပ်လုပ်ပေးနေသူ၅ဦးကိုပြစ်ခတ်ခံရပြီးသိဆုံးသွားကြောင်းဖကန်ဘလူးတပ်ဖွဲ့မှတောင်းရှိသူတို့ကရန်ကုန်ခေတ္တသတင်းဌာနထံသို့ပြောကြားသည်။ဧပြီလ19ရက်နေ့ညပိုင်းညောင်မြို့နယ်ရွာပလဲကျေးရွာအကျန်းဖက်စစ်ကောင်စီခန့်ကျေးရွာအုပ်ချုပ်ရေးမှူးခင်မောင်ကြီးနဲ့စေမိုးနိုင်လင်းစင်တို့ကိုတောင်းလိုင်းတပ်ဖွဲ့တို့ကဝင်ရောက်ပြစ်ခတ်ခဲ့ရမှသိဆုံးသွားကြောင်းသိရသည်။ အလားတူဧပြီလ16ရက်ညရှင်နိုင်ခန်းကလည်းညောင်မြွနယ်မြေနီကျေးရွာအုတ်ချုံရီမှုရဲတင်းနဲ့အစံဘက်စစ်တပ်အတွက်အလုပ်လုပ်ပေးနေသူအုတ်ချုံရီမှုရဲဤတမန်စောမင်းထေခေါ်စမုံတို့ကို တော်လိုင်းအဖွဲ့တစ်ခုကဝင်ရောက်ပြစ်ခတ်ရမှတေဆုံသွားခဲ့ကြောင်းသိရသည်တိုဘင်းဧပြီလ18ရက်နေ့ညရှင်နိုင်ခန့်ညောင်မြို့နယ်မြေတင်းတွင်ကျေးရွာနေအကြမ်းဖက်စစ်ကောင်စီခန့်အုတ်ချုံရီမှုရဲထုံးကိုတော်လိုင်းအဖွဲ့တစ်ခုကပြစ်ခတ်ရှင်းလင်းခဲ့ရာတေဆုံသွားကြောင်းသိရှိရသည် ပြခန့်ရှင်လင်းခံရသည့်စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှုများနှင့်စစ်ကောင်စီတောက်တိုင်များသည့်ပြည်သူလူထုအပေါ်မတရားအနိုင်ကျင့်ခြင်းချောက်ခြင်းစစ်မှုထမ်းခြင်းဥဆိုကပြည်သူများထံဆက်ကြေးကောက်ခံခြင်းလူငယ်များကိုအတင်းအဓမ္မဆက်တက်အတွင်ထဲသွင်းခြင်းတို့ကိုပြုလုပ်ဆောင်နေသူများဖြစ်ကြောင်းသိရှိရသည် ယခုကစစ်ကောင်စီရဲ့အကြမ်းဖက်တွေအေးအေးယူနိုင်ရဆောင်ရွက်မယ်လို့ NUG ထုတ်ပြန်ဆိုတဲ့သတင်းကိုဆက်လက်တင်ဆက်ပေးပါမယ်ရှင်။စစ်ကောင်စီကပြည်သူတွေပေါ်အကြမ်းဖက်ကျူးလွန်မှုတွေကိုအပြစ်ပေးအေးအေးယူနိုင်ရအစွမ်းကုန်တာဝန်ယူဆောင်ရွက်သွားမယ်လို့အမျိုးသားညီညွတ်ရေးအစိုးရ NUG ကဧပြီလ22ရက်နေ့ဒီကနေ့မှထုတ်ပြန်ပါတယ်။မန္တလေးတိုင်းတပိတ်ချင်းမြို့နယ်လိပ်ကျကျေးရွာကိုတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲစစ်ကောင်စီကဧပြီလ18ရက်နေ့ကလေယာဉ်20နဲ့ဘုံးနှလုံးကျဲချတိုက်ခိုက်ခဲ့တဲ့အတွက် လာသာရွယ်ကလေးငယ်တို့အပါအဝင်အရက်သားပြည်သူစနအုပ်သေးဆုံးခဲ့ပြီးများစွာထိခိုက်ဒဏ်ရာရခဲ့ကြပါရယ်လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနအနေနဲ့ပြည်သူတရက်လုံးတန်းတူညီမျှရင်ငြိမ်းချမ်းရေးနဲ့တရားမျှတမှုရရှိရေးဥတီချက်ကိုခိုင်ခိုင်မာမာလက်ခံထားပြီးစေအုပ်စုကျွလွန်မှုတွေကိုအေးအေးယူဆောင်ရွက်သွားမယ်လို့ထုတ်ပြန်ကြမှာပါရှိပါရယ်ဧရလာစကူရည်နေကလည်းတပိတ်ချင်းမျိုးနဲ့ရေထွက်ရွာကိုစစ်ကောင်စီတပ်ကလေချောင်းကနေပေါင်နေရပုံနှလုံးကျဲချတိုက်ခိုက်ခဲ့လို့ကလေးငယ်တွေအပါအဝင်24ဦးသေဆုံးပြီး30ဝ င်ခြင်းတရားရခဲ့ပါတယ်။ဒီတိုက်ခိုက်မှုတွေနဲ့ပတ်သက်လို့စက်ကောင်စီကသတင်းထုတ်ပြန်တာမရှိသေးသလိုပြောခွင့်ရသူဗိုလ်ချုပ်စော်မင်းထွန်းကို IFA ကဆက်သွယ်ခဲ့ပေမဲ့ဖုံးလက်ခံဖြေကြားတာမျိုးမရှိပါဘူး။ဆလဘီလာရှိုမျိုးရှိ MNDA အလံများအားလုံးဖြုတ်ချဆွဲတဲ့ရင်ကိုတင်ဆက်ပေးပါမယ်ရှင်။ရှမ်းပြည်နယ်မြောက်ပိုင်းလာရှိုမျိုးရှိကိုကန့်တဲ့ MNDA အလံများအားလုံးကိုယနေ့2025ခုနှစ်ဧပြီလ22ရက်နေ့တွင်ဖြုတ်ချလိုက်ပြီးဟုဒေသခံများထံမှသိရသည်။ ယနေ့တွင်လာရှိုးမြို့မှအပီးဆုတ်ခွာပေးရမည့် MNDAA ၏အလံများအလုံးကိုပြန်လည်ဖြုတ်ချလိုက်ပြီးနိုင်ငံတော်အလံသာစိုက်ထူထားသည်ကိုတွေ့ရတော်သည်ဟုသိရသည်။ကိုကန့်လံတွေအလုံးကိုဖြုတ်ပြီးပါပြီ။နိုင်ငံတော်အလံမဲကြန့်ရှိပါရယ်။လာရှိုးမြို့တော်ခမ်းမာနာအဝိုင်းပတ်နေရာရက်ခွက်စနစ်မိပွိုင်းတနေရာမန်ဆူဖျားရှိအလုံးက MNDAA အလံတွေဖြုတ်ပါပြီးဒေသခံတို့ကတာချီလိတ် News Agency ကိုပြောသည်။လက်ရှိတွင်စင်နဂေါဟိုတယ်အနီးတစ်ဝိုက်ကိုလုံခြုံရေးများကအဝင်အထွက်ပိတ်ထားသည်ဟုသိရသည်။ လုံချုံရင်ကတော့ MND ဘက်ကပဲစစ်ကောင်စီဘက်ကတော့တနက်ကင်နာကတော့ရဲကောစစ်တပ်ကောဘာမှမမြင်သေးဘူးဟုဒေသခံတို့ကပြောတယ်။မြန်မာနိုင်ငံဆိုင်ရာတရုတ်အထူးတန်တမန်တိတ်ရွှေကျင်းနေ2025ခုနှစ်ဧပြီလ19ရက်နေ့ကလုံချုံရင်ရင်တန်းဖြင့်လာရှိုးမျိုးကိုရောက်ရှိနေသည်။ထို့ပြင်လာရှိုးမျိုးကို MNDA ၏အထွေထွေအတွင်းရေမှုနှင့်ဆေးဦးစီးချုပ်တို့လည်းရောက်ရှိနေသည်ဟု MNDA သတင်းရင်းမြစ်ကတာချီလိတ် News Agency ကို April 18ရက်နေ့ကပြောထားသည် မြန်မာနိုင်ငံဆိုင်ရာတရုတ်အထူးတန်တမန်တိန်ရွှေချင်းစစ်ကောင်စီအမှတ်၁စစ်စင်ရဲ့အထူးအဖွဲ့မှဒုတိယပို့ချုပ်ကြီးကိုကိုဦးနှင့် MNDAE အထွေထွေအတွင်ရေးမှုနှင့်စစ်ဦးစီးချုပ်တို့သည်တရုတ်နိုင်ငံကုမင်းမြို့၌တွဲဆုံဆွေးနွေးခဲ့ကြသူများဖြစ်သည် MNDAE သည်လာရှိုမြို့မှပြန်လည်ဆုတ်ခွာရမည်ဆိုပါကရက်ွက်ကြီး၁၂ခုကိုစစ်ကောင်စီထံပြန်ပေးရမည်ဖြစ်သည် သို့တော်လည်းမြို့ပြင်ရှိနေရာများကို MNDAA ကတိုင်နေခင်အတွင်းထဲထဲတာကမြို့ပေါ်တွင်လည်းဆက်ဆံရေးရုံကိုဆက်ဖွင့်ထားမည်ဟုသိရှိရပါသေးရှင်။